်မင်္ဂလာညချမ်းပါရှင်နေပြီးတော့မိုးလေဝသနဲ့ဇလာဗေဒညွှန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်များမှာနေပြည်တော်မှာ37ဒီဂရီဆယ်စီယံ88ဒီဂရီဖာရင်ဟိုင်းရန်ကုန်မြို့မှာ29ဒီဂရီဆယ်စီယံ87ဒီဂရီဖာရင်ဟိုင်းနဲ့မန္တလေးမြို့မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရင်ဟိုင်းတို့ဖြစ်ကြပါတယ်။ ီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုတုမှာဖမ်းယူရရှိတဲ့ပေါ်ရကပလီပင်နယ်ပြင်ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့တောင်ပိုင်းတို့မှာတရရင်အတင်မှာတိမ်ထူထနေပြီးကျန်မင်္ဂလားပင်လယ်အော်မှာတရရင်ငယ်ဖြစ်ထုံနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ ရှမ်းပြည်နယ်၊ကယားပြည်နယ်၊နေပြည်တော်မကိုတိုင်းဒေသကြီးနယ်၊တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်းများဖြစ်ထုံမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းများရွေ့လျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကျွပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးတို့မှာတရရနေငယ်ဖြစ်ထွန်းနေပြီးကြံဒေသများမှာတရရတဲ့အတင်မှာအတင်ထူထပ်နေတာကိုတွေ့ရပါတယ်။အခုတွေ့မြင်နေရတဲ့ဒိန်တိုင်းကြီးကတော့ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းဒေသများကိုဖျက်ကျော်လျက်ရှိတဲ့တိုင်ဖုန်မုန်တိုင်းဖန်အောင်ကြောင့်ပဲဖြစ်ပါတယ်။အဆိုပါတိုင်ဖုန်မုန်တိုင်းဖန်အောင်ဟာအနောက်အနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လေပင်မှာလှိုင်းအသင်းအင့်ရှိပါမယ်။လှိုင်းအမြင်မှာ မြမကန်ယူတဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ဘေးမှ10ဘေးခန့်ရှိနိုင်ပါတယ်။မနေ့ပြန်မိုးတဲ့ချိန်ဒီခမ်းမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးနယ်ချင်းပြည်နယ်တို့မှာနေရာကွက်ကြရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနယ်ရခိုင်ပြည်နယ်တို့မှာနေရာကြကြကယားပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိစိနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်း နေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာနှံအပြောင်းမိုးထစ်ချုံရွာပြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွေ့ပြီးမူကြီးနိုင်ပါတယ်နေပြည်တော်နဲ့အနီးတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခမန်းကြမောင်း မိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။အနှိမ့်ဆုံးအပူချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယံ90ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလီဝတ်တအခြေအနေခန့်မှန်းကြပါလေမိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်အနှိမ့်ဆုံးအပူချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန်မှာ30ဒီဂရီဆယ်စီယံ86ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ် မန္တလေးမြို့နယ်အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလီဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အနှိမ့်ဆုံးအပူချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေရအတွက်ခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။